အားလုံးပဲမင်္ဂလာပါ Tish မြန်မာကနေကြိုဆိုပါရစေကျွန်တော်ကပြီးခဲ့ပါဒီနေ့ကျွန်တော်အနေနဲ့မလေးရှားနိုင်ငံကနေမြန်မာပြည်ကိုဝန်ဆောင်ခမလို့ပဲနဲ့ဘလို့ငွေလွှဲမလဲငွေလွှဲတာဘလို့လုပ်လဲဆိုတဲ့အကြောင်းကိုကျွန်တော်တင်ပြသွားမှာဖြစ်ပါတယ်ကျွန်တော်ဒီလိုတင်ပြဖို့ရန်အတွက် Merchant Trade Card ကိုအသုံးပြုရမှာဖြစ်ပါတယ် Merchant Trade Card Passport ရှိရင်လုပ်လို့ရပါတယ်နေရာတိုင်းမှာရုံးခွဲတိုင်းမှာတော့ပြီးတော့လုပ်လို့ရပါတယ်အခုချိန်က Merchant Trade ကမြန်မာပြည်ငလင်တန်းအကြောင်းမြန်မာ ီတာအလုံးအတွက်ငွေလွေးခကိုဝန်ဆောင်ခမလို့ပဲနဲ့အလကားပြီးနေတာဖြစ်ပါတယ်ဒီလတလအထဲပါမှာဖြစ်ပါတယ်အဲဒါကြောင့်မန်ချန်ထိတ်ကတ်လုပ်တယ်ဆိုရင်မန်ချန်ထိတ်ကနေဒီလအတွင်းမှာပတ်စံလွေးရင်ဝန်ဆောင်ခလုံးဝမလို့ပါဘူးဆိုတာကျွန်တော်ပြောချင်ပါတယ်ဒီလိုမျိုးကျွန်တော်မြန်မာပြည်ကငွေလွေးဖူးရန်အတွက်မန်ချန်ထိတ်ကတ်ကတော့ပတ်စပို့နဲ့လုတ်ထားတဲ့ကတ်မဟုတ်ရင် UNHCR နဲ့လုတ်ထားတဲ့ကတ် အနည်းဆုံး2000လောက်ထားလို့ရတဲ့ကတ်ဆိုရင်ရပါတယ်အခုလို့ကျွန်တော်မြန်မာပြည်ကငွေလွှဲရန်တော့ကျွန်တော်ပြီးခဲ့တဲ့အပတ်တုန်းက KB Zip Pay နဲ့ဘယ်လိုငွေလွှဲလဲဆိုတာတင်ပြပြီးသွားပါပြီအခုဆိုရင်ကျွန်တော် Banking KB Zip Banking Special Account ဟိုမဟုတ် Account UU Account ကိုဘယ်လိုငွေလွှဲမလဲဆိုတာကျွန်တော်ပြုတ်ပြသွားမှာဖြစ်ပါတယ်ဒီလိုလုပ်ဖို့ရန်တော့ကျွန်တော် Merchant Trade App ထဲကိုတွားရမှာဖြစ်ပါတယ် merchant trade app ထဲရောက်တာ ਨੇ ကျွန်တော် remittance service ဆိုတာကျွန်တော်နှိပ်ရမှာဖြစ်ပါတယ် send money ဆိုတာနှိပ်ပြီးတော့ remittance service ထဲမှာကျွန်တော်တွားရမှာဖြစ်ပါတယ် remittance ကိုကျွန်တော်နှိပ်ပြီးတော့ဒီမှာ new ဆိုတဲ့နေရာမှာမြန်မာကိုကျွန်တော်ရွေးရမှာဖြစ်ပါတယ်ကျွန်တော်တို့လွှဲရမယ့်နိုင်ငံကမြန်မာဖြစ်နေတော့ bank account လွှဲရမှာမမလို့ bank account ရေးပါတယ်ဒီမှာကျွန်တော်တရားလွှဲမှာဖြစ်လို့တရားနှိပ်ပါတယ်တရားမှာ 9သိန်းနဲ့9000နဲ့6600ကျပါတယ်ဒီမှာကျွန်တော်လွေးချင်တဲ့သူရဲ့နာမည်ကိုကျွန်တော်ရေးပါတယ်ဒီမှာ first name ဆိုတာပထမနာမည်ဖြစ်ပါတယ် second name နေရာမှာဒုတိယနာမည်ရေးပါတယ်ကျွန်တော်ပြီးတော့သူကျွန်တော်လွေးချင်တဲ့သူနဲ့ကျွန်တော်နဲ့ဘယ်လိုဆက်ဆက်လဲတငယ်ချင်းလားမိဘလားအခုခုကျွန်တော်ရွေးပါတယ် ဒီမှာကျွန်တော်ကမိမဆိုတော့ spot ကိုရွေးပါတယ် relative ဆိုရင်လည်းပြီးတော့ဖုန်းနံပါတ်ကိုရွေးပါတယ်ဖုန်းနံပါတ်ကိုမန်အောင်ရေးပါမြန်မာပြည်ကဖုန်းနံပါတ်ကိုရေးပါပြီးရင်ကျွန်တော် next ပါတယ် next ပြီးရင်ဒီမှာ bay ban ကိုလွှဲมาလဲအဲအဲ့ဒီ ban လွှဲဖူးရန်တဲ့ကျွန်တော်အနေနဲ့ကမ္ဘောဇာမှာလွှဲมาဖြစ်လို့ကမ္ဘောဇာ bing ltd ဆိုတာကျွန်တော်ရွေးပါတယ်ဒီမှာကမ္ဘောဇာမှာပဲလွှဲมาမို့လို့ bay ban မဆူ ကမ္ဘောဇာပဲအသုံးပြုလိုက်ပါအဲ့ဒါဆိုရင်လုံးဝမလွေးပါဘူးเนาะကမ္ဘောဇာကိုကျွန်တော်အသုံးပြုပါတယ်ပြီးရင်ကျွန်တော်လွေးမဲ့သူလက်ခံမဲ့သူရဲ့အကောင့်နံပါတ်ကိုကျွန်တော်မမှန်ကန်ကန်ရေးပါတယ်ဒီမှာကျွန်တော်သူ့အကောင့်နံပါတ်နဲ့သူ့နာမည်နဲ့မှန်ပြီလားပြန်စစ်လို့ရပါတယ် receiver summary မှာပြီးရင်ကျွန်တော် continue ဆိုပြီးတော့ထပ်နှိပ်ပါတယ် continue ထနေရင်ကျွန်တော်တို့ငွေလွေးဝင်ဆောင်တာအောင်မြင်ဖို့ရန်အတွက်ကုတ်နံပါတ်ကြလာပါတယ်ကျွန်တော်ကုတ်နံပါတ်ဖြည့်လိုက်ပါပြီဒီကုတ်နံပါတ်ကို application မှာဖြည့်ပြီးသွားရင်အခုလိုမျိုးစာ transaction successful ဆိုပြီးတော့လာမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်ကိုလွေးလိုက်တဲ့သူကပတ်ဆိုင်ရမှာဖြစ်ပါတယ်ဒီလိုနဲ့ကျွန်တော်တို့အနေနဲ့ merchant card ကနေမြန်မာပြည်ကို KBZ bank account ထဲမှာငွေ ထည့်လို့ရပါတယ်အားလုံးပဲကြည့်ဦးတင်ပါတယ်ကျွန်တော်ဒီဗီဒီယိုကိုတင်ပြတာလွေလွေလေးနဲ့နားလဲသွားမယ်ထင်ပါတယ်အားလုံးအာမကြောက်ပါနဲ့ဒီလိုကျွန်တော်လဲလွေးနေကြပါကျွန်တော်လွေးတာဆိုရင်၃ခါ၄ခါလောက်ရှိပါပြီဒီလဆိုရင်ပိုက်ဆံအငွေလွေးဖို့ဝန်ဆောင်ခါက service free မပါဘူးဆိုတော့ပူလိုက်တာပေါ့နော်အားလုံးကြည့်ဦးတင်ပါတယ်နောက်ဗီဒီယိုကြမှာပြန်ဆုံတွေ့အောင်နော်အားလုံးကြည့်ဆိုင်ကြပါ